တရုံတိုက်ခိုက်မှုကြောင့်ပုံနှောကျောင်းကအသားငယ်ဆုံးပရိုင်တက်သမားတယောက်တည်ဆုံခါရပါရီရခိုင်ပြည်ပုံနှောကျောင်းမြို့နယ်အခရိုက်ဆိုင်ဖူဇော်ရခွန်ဖောင်ဒေးရှင်းပရာဟိတတောင်းကအသားငယ်ဆုံးမောင်ထေအောင်ဟိမှာစိတ်ကူမရှောင်၏ဒရုံနဲ့ပိုက်ခဲမှုကြောင့်တည်ဆုံခါရဆိုပါ ။အော်တိုဘာ20ခရဲညစာဖဲ3နာရီလောက်မှာကွမ်းတောင်ရာကိုလူနာတောင်ဖို့လော့ရခါစိတ်ကူမရှောင်ဤဒရုန်းနဲ့ပိတ်ခဲခံရစွာ ground တိဆုံခါရစွာလေးဖိုက်ပါရယ်။အသက်ဆီလီနိုင်ရေမောင်ထီအောင်ဟိရေပုံနာကျမ်းမျိုးနဲ့တောင်းစိုက်ပိချောင်တီးကိုကူညီပြီးနေရေဖူဆောင်ရခွန်ဖောင်ဒေးရှင်းလူမှုကွန်ရက်အတော့မှာတာဝန်ကျေပန်စာထမ်းဆောင်နေရေအသက်အငေဆုံးအတော့ဝန်တအူးလေးဖရိုက်ပါရေ အခုပိုင်းစိတ်ကူမရှောင်ဤစိတ်ဖဲရဖဲမခွေခါဘဲအရဲ30တင်ဟင်းရနေရကိုဥတည်ပိမဲထားတိုက်ခိုက်စော်ဒီကောင်ပရီသူအချို့ပြုနေရပရိုက်တာလူငယ်တူသီဆုံခါရစော်ရဆုံရှုံမုန်ကြီးတခုလိုလူခွန်ရလှောက်ချက်သူဒီကပရိုဆိုထားခဲ့ပါရပုံတော်ချက်အခရိစိတ်ဖူဆောင်ရခေါဖောင်ဒေးရှင်းရရခိုင်ပရီတွန်းကစိတ်ပေးဆောင်ရကျက်မာရအရိဘိုလူနာတီကိုအကူအညီပေးနေရအဖွဲလေးဖိုက်ပါရ စိတ်ကူမရှောင်ရစိတ်တွေမလို့နေနဲ့နေဆဲရှောင်းထီဆဲနေရပေါတော့ပုံနာကျွမ်းရသစ်တော်မလို့နေတီကိုစိတ်တဲ့အခရိစိတ်တဲရောင်းတီကနေလက်နဂရီနင်းဆိုင်ပဲခက်ဆက်တဲ့ဟင်းနီစာဂရောင်းဒေသခံတွေထိခိုက်တည်ဆုံနေကြရပါတယ်